အိမ်မက်တွေနဲ့စိတ်ကူးတခု မျောလင်းချက်တွေနဲ့အောင်မြင်တဲ့ခြေလှမ်းတွေ2002ခုနှစ်မှာစတင်ခဲ့တဲ့ခြေလှမ်းတလန်းဟာအခုဆိုရင်တော့အောင်မြင်မှုဆိုတဲ့ပန်းတိုင်ကိုရောက်ဖို့ခြေလှမ်းပေါင်းများစွာလမ်းနိုင်နေပါပြီ။နောက်ကတော့မင်းရကွန်ရဲ့ဖောင်းတာကိုမင်းစောတင်ဖြစ်ပါတယ်။ကျမကတော့မင်းရကွန်ရဲ့ဒါရိုက်တာတယောက်ဖြစ်တဲ့မလဲရီဆွေဖြစ်ပါတယ်ရှင်။ကျွန်တော်မင်း business center ကို2002ခုနှစ်ကနေစပြီးတော့အိမ်သုံး air pod နဲ့စပြီး တက်ဆင်နေတယ်ရောင်းချပါတယ်အဲဒီကနေစပြီးတော့ကျမတို့မှာအိမ်မက်ဒီအများကြီးရှိပါတယ်အာမြန်မာမြန်မာရှိတဲ့ project data မှာနိုင်ငံခြား project တွေကိုပါကျမတို့အာဒီ ACME အလုပ်နဲ့ပေါ့နော်ဆက်လက်ပြီးတော့လုပ်ကိုင်းနေတဲ့ center ရှိပါတယ်အဲဒါကြောင့်ကျမတို့ main business center ဆိုပြီးတော့အာဒီလိုနာမည်လေးပေးပြီးတော့2000အာ16မှာကုမ္ပဏီစဖွင့်ပါလေရှင်အဲ့ကနေစပြီးတော့ကျွန်တော်တို့ project အကြီးကြီးတွေကိုလက်ခံပြီးတော့လုပ်ဆောင်ခဲ့ပါတယ်ကျွန်တော်မင်းအကောင့်နေနဲ့အောင်မြင်ပြီးဆုံးခဲ့တဲ့ project တွေကတော့အများကြီးရှိပါတယ်။စီယံစည်းကမ်းတွေ၊နိုင်ယုံတွေ၊ shopping mall တွေ၊ residential တွေပေါ့နော်။အဲ့ထက်မှ future အောင်မြင်တဲ့ project များကတော့ Australia တန်ယုံဖြစ်ပါတယ်။ဝင်းကြီးများယုံလို့လည်းဖြစ်ပါတယ်။ဝင်းကြီးများယုံဝင်းကြီးများယုံဆိုတာမြန်မာနိုင်ငံရဲ့တမိုင်းဝင်အမွေအနှစ်တွေကတခုဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့တမိုင်းမှာအရေးပါအရာရောက်တဲ့စာမျက်နှာတစ်ခုအနေနဲ့ပါဝင်ခဲ့တဲ့အထင်ကြီးအနေအကြီးတစ်ခုပါ။ ဒီလိုတမိုင်းဝင်အထင်ကြီးရနေရာတစ်ခုဖြစ်တဲ့ဝင်းကြီးမြားရုံကို Main Business Center နဲ့အတူ Peace မြန်မာ Electric ကပူးပေါင်းပြီး Aircon Installation Service ကိုအောင်းအောင်းမြင်မြင်ပေးနိုင်ခဲ့ပါတယ်။ဝင်းကြီးမြားရုံပြုပြင်ထင်တဲ့ထင်တာဖိကြားတော့ရတဲ့ခါမှာတော့ကျွန်တော်တို့အရင်ကတည်းကဝမ်းမြောက်ဝမ်းသာရှိပြီးတော့ကျွန်တော်ဒီတင်တာ project ကိုရရှိချင်တာဖြစ်တဲ့အတွက်အဲကြိုးစားပန်းသာတင်ခဲ့ပါတယ်။ကျွန်တော် main aircon နေနဲ့ခုန Mitsubishi Electric aircon မြောက်ကို indoor ဘောင်းအလုံးတရာ 30ကျော်အောက်တိုဘာလ45လုံးအဲ system အောင်16တွဲလောက်ကျွန်တော်တက်ဆင်ခဲ့တာဖြစ်ပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာလည်းဟိုကျွန်တော်တို့တင်မဲ့အနေနဲ့အခက်ခဲအများကြီးကိုချိန်နေအခါကကျွန်တော်တို့ဒီဘက်ဝင်ညများရုံမှာ ရှိတဲ့ main ground တွေရဲ့ lower chat တွေရဲ့ကျွန်တော်တို့ပေးနိုင်တဲ့အာဟိုအော် service တွေနည်းပညာတွေရဲ့နောက်ပြီးကြတော့ကျွန်တော်တို့ဒီမှာကပုံမှန် airport တွေကိုတက်ဆင်တယ်လို့မျိုးတက်ဆင်လို့မရဘူး ဟို project တစ်ခုကိုလောလောဆယ်ကူနဲ့ပြီးသွားတာမျိုးတော့မဟုတ်ဘောเนาะအချိန်ချင်းအခါကကျွန်တော်တို့တွေအာ engineering team နေနဲ့အာဆက်သွယ်ပြီးတော့အတူတူဆောင်ရွက်ခဲ့ရတယ်ပြီးလို့ရှိရင်အဲ့ဒီအချိန်မှာလည်းကျွန်တော်တို့ piece မြန်မာ electric ရဲ့အကူအညီကအများကြီး support ပေးတယ်ဘောเนาะသူတို့တွေရဲ့ technology တွေသူတို့ရဲ့ set တွေအာ ။ဟိုဒီ common set လည်းဖြစ်ရမယ်ပေါ့နော်။ long lasting ဖြစ်တယ် unit တွေဖြစ်ရမယ်။ဘာလို့ဆိုတော့ကျွန်တော်တို့အချိန်ချင်းကကစာပစ်တွေလုပ်နေလို့လည်းမရဘူးဒီလိုစောက်ဦးမှာ။ဆိုတော့အခါကျတော့တစ်ခါဆင်ပြီးလို့ရှိရင်အနေဆုံးကတော့10နှစ်လောက်သုံးနိုင်တဲ့ unit တွေဖြစ်ရမယ်။အဲ့လိုမျိုးတွေတိုင်နေပြီးတော့ကျွန်တော်တို့ brand တွေရွေးတဲ့အခါမှာအာဒီ Mitsubishi Electric နဲ့အကိုက်ညီဆုံးဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်။တွေ့တဲ့အခါမှာကျွန်တော်တို့ Peace Myanmar Electric နဲ့ပူးပေါင်းဆောင်ရွက်တယ်။ Peace Myanmar Electric ကလည်းကျွန်တော်တို့ကိုအများကြီး supporting ပေးတယ်။ design အစားလည်းတွက်ချက်ပေးတယ်။ ဈေးနှုန်းကအစလဲအဆင်ပြေအောင်လုပ်ပေးတယ်။ဒါမျိုးတွေလုပ်ပေးတဲ့အတွက်ကြောင့်မလို့ဒီမှာလဲကျွန်တော်တို့ Mitsubishi နဲ့ Electric နဲ့ဝင်းကြီးများယုံကိုအာတက်ဆင်ခဲ့ပါတယ်ပေါ့နော်။ဒါကိုလဲကျွန်တော်တို့အအောင်မြင်မြင်နဲ့လှုပ်ဆောင်နိုင်ခဲ့တယ်။2015မှာပဲ main aircon နဲ့ကျွန်တော်တို့တွေ့ပါတယ်။ main aircon ကလဲစတင်တည်ထောင်စေကာလာမော်လို main နဲ့ကျွန်တော်တို့ပါတနာအဖြစ်ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီနေ့ထိနှစ်ပေါင်း10နှစ်ကျော်ကြာအောင်မင်းနဲ့အတူတူကျွန်တော်တို့ project တွေကိုအောင်မြင်အောင်ဆောင်ရွက်ခဲ့ပါတယ် ဝင်းကြီးမယုံ project မှာဆိုလို့ရှိရင် main air con ကနေပြီးတော့ဒီ insulation ဆောင်ရွက်မယ်ပေါ့လေဆိုတော့တကယ်တက်စင်မှာက historical building လည်းဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ရဲ့ Mitsubishi electric နဲ့မှာပဲပို့ပြီးတော့တင့်လျော်တယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ Mitsubishi electric ကနေပြီးတော့ design အရာကောစာပေအရာကောကျွန်တော်တို့ဝင်းကြီးမယုံကိုလာတယ်လာပြီးတော့ရှေးဟောင်းအဆောက်အုံဖြစ်တဲ့အတွက်ကြောင့်အဆောက်အုံရဲ့ရှေးမှုလက်ရာတွေလည်းမပြတ်လေအောင် အေကွန်ရဲ့အရသာတွေလည်းရရှိအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီဇိုင်းအရာတော်တော်လေးအဲစီမံပြီးတော့တော်တော်လေးဆောင်ရွက်ခဲ့ရတာရှိပါတယ်။အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ technical support တွေအပြင်အဲ pricing နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီ Mitsubishi Aircon တုံးတဲ့နေရာမှာလည်းတော်တော်လေးထိထိရောက်အောင်ဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။လက်ရှိချိန်ဒီကျွန်တော်တို့ဟိုအစပြောခဲ့သလိုပဲ2015ခုနှစ်မှာစတင်ပြီးတော့ကျွန်တော်တို့ Aircon လောကသားတွေနဲ့စပြီးလက်တွဲခဲ့တယ်။ လက်တွဲခဲ့ပြီးဒီနေ့ဒီချိန်ထိဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြို့ကြီးတော်တော်များများမှာရှိနေတဲ့ insolar တွေနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်။ဒါကြောင့်လက်ရှိဆိုလို့ရှိရင်တော့ကျွန်တော်တို့အခွဲပေါင်း200ကျော်ကျွန်တော်တို့ ਨੇ အဲလက်တွဲနေတာဖြစ်ပါတယ်။အဲ့ဒီ200ကျော်ကိုလည်းကျွန်တော်တို့ကနေပြီးတော့စဉ်ဆက်မပြတ်ကျွန်တော်တို့ရဲ့ quality တွေ ် insulation လုပ်တဲ့အခါမှာဆောင်းဝင်ရှောင်းဝင်လုပ်ရမယ့်ဟာတွေ service လုပ်တဲ့အခါမှာဆောင်းဝင်ရှောင်းဝင်လုပ်ရမယ့်ဟာတွေစတဲ့ဒီ technical support တွေ design support တွေနောက်ဒီနောက်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ software တွေနဲ့ပတ်သက်ပြီးတော့ဒီ Mitsubishi Electric Aircon တွေကိုဒီလိုမျိုး project ကြီးတွေမှာသုံးမယ်ဆိုလို့ရှိရင်လွယ်လွယ်ကူကူနဲ့ design ပြုလုပ်လို့ရတဲ့ design tool ဆိုတဲ့ software တွေပါကျွန်တော်တို့ကဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ piece မြန်မာ electric ရဲ့ရည်ရွယ်ချက်ကအာ not only PMB ပေါ့နော် ကျွန်တော်တို့ PME တခုတည်းမဟုတ်ဘဲနဲ့ Aircon လောကသားတွေအကုန်လုံးက customer satisfaction ရအောင်ဆောင်ရွက်ပေးနိုင်အောင် ကျွန်တော်တို့ကရည်ရွယ်ထားတာဖြစ်ပါတယ်။အဲ့တော့ customer တွေရဲ့ needs and want နဲ့ကိုက်ညီတဲ့ technical လျော်ကန်သင့်မြတ်တဲ့ product တွေနဲ့ကျွန်တော်တို့က PIS တွေ partner installer အဖွဲ့တွေနဲ့အတူရှေ့လျှောက်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်အတွက်ဘေးဥပဒ်အန္တရာယ်အနည်းဆုံးဖြစ်တော့ မီတာစားသက်သာတော့ efficiency ကောင်းမွန်တော့ဒီလိုမျိုး product တွေတင်သွင်းပြီးတော့ customer တွေရဲ့စိတ်ကျင်နှံ့မှုကိုရရှိစေနိုင်တဲ့ကျွမ်းကျင်သောအရေးချင်းပြည့်မီသော engineer တွေအဖွဲ့အစည်းတွေနဲ့ customer တွေကိုဝန်ဆောင်မှုပေးသွားပါမယ်။အဲ့လိုမျိုးဖြစ်အောင်လည်းကျွန်တော်တို့ကစဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်လို့ပြောချင်ပါတယ်။စိတ်ကူးတွေကမျောလင်းချက်တစ်ခုဟာ Peace Myanmar Electric နဲ့အတူတူပူးပေါင်းပြီးတော့ Electric Project တစ်ခုအဖြစ်အောင်အောင်မြင်မြင်ခန့်ခန့်ထည့်ထည့်ရပ်တည်နေခဲ့ပါ ဝင်ကြီးများယုံတည်ရှိနေရမြအေးများမှုတွေကို Main Business Center နဲ့အတူ Peace မြန်မာ Electric ကပူးပေါင်းပြီးစောင့်ကြည့်ပေးသွားပါမယ်ဆိုတဲ့အကြောင်းကိုဂုံယူစွာတင်ဆက်လိုက်ပါတယ်။